ဟယ်လိုအားလုံးမင်္ဂလာပါကျွန်တော်ကတော့မြို့တန်ကျော်ပါဒီနေ့ကျွန်တော်အခမဲ့ကိုစလီတခုနဲ့အာမိတ်ဆက်ပေးမယ်ပြီးရင်ခမဲ့ကိုစလီတခုကျွန်တော်တင်ပေးမယ်အဲ့ဒါကတော့ Inasha GS ပါကျွန်တော် React ကိုအသုံးပြုပြီးတော့တင်ပေးမယ်ပေါ့နော်ဒီရဲ့အာ video series လေးကိုကျွန်တော် YouTube မှာအခမဲ့တင်ပေးထားပါမယ်အဲ့တော့ Inasha GS ဆိုတဲ့ဟာတော့ larvae နဲ့ဒီ client side script ခုခုပေါ့နော်ဥမာ react တို့ view တို့ select တို့အဲဥမာ larvae နဲ့ react နဲ့တွဲပြီးတော့ single page application ဖန်တီးတဲ့ပုံစံမျိုးပေါ့နော် adapter တခုပေါ့နော် inertia အဲ GS ကပြီးဒီရဲ့ course လေးမှာကအာကျွန်တော် project လေးတခုရေးပြရင်းနဲ့အာတစ်ဆင့်ချင်းပြောပြမယ်ပေါ့နော်ဘာဖြစ်လို့ဆိုတော့ inertia GS လေ့လာမယ်ဆိုရင်တော့ လာရယ်နဲ့ react နဲ့အခုအခုသင်ခန်းစာအတွက်ပေါ့နော်လာရယ်နဲ့ react နဲ့ကောင်းကောင်းသိထားဖို့လိုတယ်ကျွန်တော်ကျွန်တော် setup လုပ်ပြလာရင်လွယ်လွယ်လေးပဲပေါ့နော်အရင်လွယ်တယ်အဲ့တော့ဟိုကျွန်တော်ကတကူးတကာကြီးဒီဟာလေးကဒီလိုလုပ်တာဒီဟာလေးကဒီလိုလုပ်တာဆိုပြီးတော့အလိုအာမပြောတော့ဘူးအာ project လေးတကူးကိုရေးပြရင်းနဲ့ကျွန်တော်ကအာသင်ပေးသွားမယ်ပေါ့နော်တဲ့အဲ့တခုချင်းစီမှာမှာဒါဘာကြောင့်ဘာကြောင့်ဘလို့တုံးတာအဲ့စသဖြင့်ပေါ့เนาะအဲ့လိုမျိုးလေးကျွန်တော်တင်ပြီးသွားမယ်အဲ့လိုတင်လိုက်ချင်းအဖြစ်ဆိုရင်အာ project ရေးနေဆိုတော့ပို့ပြီးတော့မှတ်မိ တွေ့တာပေါ့ဗျာပြီးရင်လေးလာတာဖန်ဖြစ်တာပေါ့ပျော်တာပေါ့နော်โอเคအဲ့တော့ inertia gs ကိုဘာဖြစ်လို့တုံးဘာကြောင့် inertia gs လဲပေါ့ဗျာโอเคအဲ့ဒီအကြောင်းလေးကျွန်တော်ဆက်ပြီးတော့ပြောရအောင်ပထမဆုံးတစ်ခုက single page application တစ်ခုကိုလွယ်လွယ်ကူကူဖန်တီးလို့ရတယ်ပေါ့နော်ဘာဖြစ်လို့လဲဆိုတော့သူကပုံမှန်ဆိုကျွန်တော်တို့ single page application တခုအာဖန်တီးမယ်ဆိုရင် client side နဲ့ server side နဲ့ကျွန်တော်နှစ်ပိုင်းကို develop လုပ်ရတယ်ပေါ့နော်ဒါပေမဲ့ inertia မှာအဲ့လိုမျိုး မဟုတ်ဘူး client side ကအာဒီ server side ကနှစ်ခုလုံးဒီ library ထဲမှာပဲဖန်တီးပြီးတော့ဒီ controller တွေကနေပြကျွန်တော်ဒီမှာ logic ကိုပြောရရင် controller တွေကနေတခါတည်း react js ကို render သွားပြီးတော့လုပ်တာတအားကျန်းတယ်ပေါ့နော်သူ့ရဲ့အာသွားနေတဲ့ approach ကလေ net js လိုပါအောင်လည်းလုံးဝမတူဘူးညာနော်အဲ့တော့ဟို lil diva development လုပ်ရတာအရန်ကိုမြန်သွားတာပေါ့နော်ဒါကိုသင်ခန်းစာတွေရောက်လို့ရှင်တွေ့လိမ့်မယ်ပေါ့နော်နောက်တစ်ခုက SEO friendly ဖြစ်တာကျွန်တော်တို့ single page application เนี่ยလုံးဝ SEO friendly မဖြစ်ဘူး crawl လုပ်ဖို့ဒီ search engine เนี่ย crawl လုပ်ဖို့အရင်ကဖြစ်တယ်ပေါ့เนาะခက်တယ်ပေါ့เนาะအဲ့တော့ဒီ inertia လို့ခေါင်းမျိုးမှာကြတော့ကျွန်တော်တို့ကဒီ meter tag တွေကိုကောင်းကောင်းလေး management လုပ်လို့ရတဲ့အတွက်အ SEO friendly အာဖြစ်တယ်ပေါ့နော်နောက်တစ်ခုကတော့ API မလိုတာပထမဆုံးမှကျွန်တော်ပြောခဲ့တယ်ဒီကောင် API ကိုတည်တံ deployment လုပ်စရာမလိုဘူးပေါ့နော်မလိုတဲ့အတွက်အာ deployment time အရင်မြန်နေပေါ့ဗျာနောက်တစ်ခုကတော့ security ကောင်းတာလာရဲကသူ့ရဲ့ bay in က security ကကောင်းပြီလားဆိုတော့အာတိတ်ပြီးစိတ်ပူစရာမလိုဘူးပေါ့နော်ဒါပေမဲ့ကိုယ့်ရဲ့ကုတ်ပုံမှာတော့ဒါအများကြီးမူတည်တာပေါ့နော်ဒါပေမဲ့ Laravel ရဲ့ဒီအဲကိုဒီ structure တွေ feature တွေအရတော့ security အရအခုချိန်ဒီမာရွင်ရတိတ်ပြီးတော့အာမရှိသေးဘူးပေါ့နော် နောက်တစ်ခုက package တွေအစင်းသင်းရှိတာပါ package အစင်းသင်းရှိတယ်ဆိုတာကျွန်တော်ဘယ်လိုပြောပြမလဲ Laravel ecosystem နဲ့ React ရဲ့ ecosystem နှစ်ခုကိုကျွန်တော်ကြည့်ရတော့မှာเนาะ Laravel ရဲ့ ecosystem ကအာ ကြီးပဲဗျာဟုတ်လားအခုဆိုလို့ရှိရင် Laravel ecosystem အရင်အာကြီးတယ်ဗောနော်အဲ့လိုပဲသူ့အတွက်လိုအပ်တဲ့ package တွေမျိုးစုံရှိတယ်အဲ့လိုပဲတခြားသောလူတွေရေးထားတဲ့ PHP အာ package တွေလည်းကျွန်တော်တို့ကအာတုံးလို့ရတယ်ဆိုတော့ Laravel ရဲ့အတွက်ကစိတ်ပူစရာမလိုဘူးအဲ့လိုပဲတစ်ဖက်ကနေ React ကိုပဲကြည့်အောင်မလား React ကြတော့လေပိုတောင်းဆိုသေးတော့သူ့ရဲ့ ecosystem အကြီးပဲဗျာဟုတ်လားကြိုက်တာရှာလိုက်အကုန်ရှိတယ် Google မှာဒါပေမဲ့ AI သွားမေးမလားအကုန်ရှိတယ်ဗောနော်အဲ့တော့သူ့ရဲ့အာ package တွေအစင်းသိရှိတယ်အဲ့အတွက်ကျွန်တော်တို့က ဟိုတခုခုဆိုလို့ရှိရင်လွယ်လွယ်ကူကူပဲတန်းပြီးတော့ integrate အာလုတ်လိုက်ရုံပဲပေါ့နော်နောက်ဆုံးတခုကတော့လေ့လာရအရန်ကိုလွယ်ပါတယ်ဒီမိတ်ဆွေကမလေ့လာဘူးဆိုလို့ရှိရင်တစ်ချက်ကြည့်ကြည့်ဒီ course ကိုကျွန်တော်တေချာလေးအာတင်ပေးထားတယ်ပေါ့နော်လေ့လာကြည့်အရန်လွယ်တယ်တော်တော်လေးကိုလွယ်တာဗျာနော်โอเคအဲ့တော့ကျွန်တော်တို့နောက်ဗီဒီယိုတစ်ပိုင်းမှာသင်ခန်းစာဆက်လိုက်ရအောင်ဗျာအားလုံးကျေးဇူးပါ